ီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လည်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါင်စီ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1555.15ကျပ်ပြင်ပပေါင်စီ3304ကျပ်ဥရောပဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2269.82ကျပ်ပြင်ပပေါင်စီ4900ကျပ် ထိုင်းဘက်တစ်ဘက်ကိုစစ်ကောင်စီတပ်မတ်စီ60တပ်သမား34ချက်ပြင်ပပေါစီ128တပ်သမား98ချက်မလေးရှားတပ်မတ်ကကိုစစ်ကောင်စီတပ်မတ်စီ468တပ်သမား65ချက်ပြင်ပပေါစီ993ချက်ပေါစီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ56သိန်း1000ကျပ်ပြင်ပပေါင်စေ68သိန်း6000ကျပ်15ပဲတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ52သိန်း9395ကျပ်ပြင်ပပေါင်စေ64သိန်း6000ကျပ်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2580ကျပ်ပရီမီယံဒီဇယ်1လီတာကို3190ကျပ်အောက်တိတ်92လီတာကို3000ကျပ်အောက်တိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရအစားအုံစီစင်းလုံးတွေကတော့ စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6980ကျပ်ပြင်ပအပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဇင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်